ဖို့တောင်းဆိုနေပါတယ်။ကိုကိုကျုံးမှတိုးချဲ့တည်ဆောက်နေတဲ့စစ်ဘက်ဆိုင်ရာအဆောက်အုံတွေကဘာတွေဖြစ်မလဲ။ကွန်မြူနီကဆက်ပြောပြပေးပါမယ်ရှင်။ကိုကိုကျုံးဟာအိန္ဒိယရဲ့အရေးကြီးဆုံးစစ်ရေးအခြေစိုက်စခန်းတွေနဲ့အလွန်နီးကပ်တဲ့ကျွန်းတစ်ကျွန်းဖြစ်ပါတယ်။အိန္ဒိယရဲ့ဒုံးကျည်စမ်းသပ်ပစ်လို့ရေးစခန်းဖြစ်တဲ့ဘယ်လဆောနဲ့နျူကလ িয়ার တိုက်ခိုက်ရေးရင်ခုန်သင်္ဘောအခြေစိုက်စခန်းတွေရမ်ဘလီတို့ရဲ့လှုပ်ရှားမှုတွေကိုတရုတ်နိုင်ငံကကိုကိုကျုံးဘော်ကနေစောင့်ကြည့်ထောက်လန်းနေမှာကိုအိန္ဒိယကအဓိကစိုးရိမ်နေပါတယ် မြန်မာစစ်ကောင်မရှင်ကတော့ကိုကိုကျွန်းမှာတရုတ်နိုင်ငံသားတူမမရှိကြောင်းအိန္ဒိယစူအာကိုအာမခံပြောကြားထားပါတယ်။ဒါပေမဲ့အိန္ဒိယကျွန်းကိုတောက်ရောက်ဆစ်ဆေးခွင့်ပြုဖို့တောင်းဆိုထားတာကိုတော့ပြီးပြီးတော့ဘက်ကတစုံတရာအကြောင်းပြန်ကြားခြင်းမရှိတာကြောင့်အိန္ဒိယဘက်ကစိုးရိမ်နေပါတယ်။အိန္ဒိယကစိုးရိမ်နေတဲ့ဒီကျွန်းမှာမြန်မာစစ်တပ်ကဘလို့ဆောက်ဦးတွေလုပ်နေလဲကြီးကြရအောင်ပါ။ဒီမှာဆောက်ဦးတို့ရဲ့ဆောက်လုပ်တာတွေကို Telegram တွေကစတင်လှုပ်ဆောင်လာပါပါ။ထောက်လိုင်း ဒီကြောင်းအကောက်ဝေး reader scan ကို2014ခုနှစ်မှာဆောက်လုပ်ခဲ့တာကိုတွေ့ရပါတယ်2018ခုနှစ်ထဲမှာတော့စစ်တီတွေနေထိုင်တဲ့အဆောင်တွေကိုတိုးချဲ့ဆောက်လုပ်ခဲ့ပါတယ်2019ခုမှာတော့လင်းပြေးလန်းတွေနဲ့လင်းရန်သားတဲ့အဆောင်တွေကိုတိုးချဲ့ခဲ့ပါတယ်2020နှစ်ဒီဇင်ဘာရောက်တဲ့အခါမှာတော့ကိုကူကျွန်းနဲ့ဂျယ်ရီကျွန်းကိုဆက်သွယ်မယ်ကုန်းလန်တရားတစ်ခုကိုတည်ဆောက်ခဲ့ပါတယ်အဲဒီနောက်ဂျယ်ရီကျွန်းရဲ့တောင်ပဆုံကုန်းမြေထိလမ်းဖောက်ပြီးတော့ဆောက်ဦးတွေဆောက်လုပ်ဖို့ပြင်ဆင်နေတာကိုတွေ့ရပါတယ် ဒါဟာအိန္ဒိယကကျွန်းတွေနဲ့ပုံပြီးနှီးကပ်တဲ့အထိချင်းကပ်လာတာဖြစ်ပါတယ်။နှစ်နေငယ်တွင်စစ်ဘက်ဆိုင်ရာအဆောက်အုံတွေလင်းလင်းမြန်မြန်တိုးချဲ့လာခဲ့တာကြောင့်အိန္ဒိယကပုံပြီးစိုးရိမ်လာနေတာဖြစ်ပါတယ်။ဒါ့ပြင်မြန်မာစစ်တပ်ဘက်ကတော့ဒီလိုတိုးချဲ့တိစောက်မှုတွေမှာတရုတ်ပါဝင်ပတ်သက်ခြင်းမရှိကြောင်းခိုင်မာညှင်းဆုံနေပါတယ်။လူမှုကွန်ရက်တွေပေါ်မှာဗုဒ္ဓဘာသာဝင်တွေကြောင့်ဝေဖန်မှုတွေကြဲကြဲပြန်ပြန်ထွက်ပေါ်စေခဲ့ တဲ့ယဟန်တန်ဃာရီနဲ့တိရရှင်တို့ရဲ့တက်တော့အသုံးပြုမှုတွေကိုနိုင်ငံမဟာနာယကအဖွဲ့ကတရားဝင်တားမြစ်လိုက်ပြီးဖြစ်ပါတယ်။ကိုနာကြီးကပြောပြပေးပါမယ်။နဝဝကျင်းနိုင်ငံတော်တန်ဃာမဟာနာယကအဖွဲ့ဒွါတသမအစည်းအဝေးဆုံးမချက်အရာမြန်မာနိုင်ငံတော်ဝန်ကကြောင်းတိုက်အသီးသီးမှရှိတဲ့ယဟန်တာမဏိတိရရှင်နဲ့ဖိုးသူတော်တွေအနေနဲ့တက်တော့ကစားတာဆယ်လီလောက်တာအွန်လိုင်းဂိမ်းဆော့တာနဲ့ live လွှင့်တာအပါအဝင်သာသနာတော်ကိုထိခိုက်ညှိနှိုင်းစေတဲ့အပြုအမူတွေကိုလုံးဝမလွတ်ဆောင်ဖို့တားမြစ်လိုက်တာဖြစ်ပါတယ်။ ဒေတာမြေချက်ကိုထိတိယယောက်ဟန်တားနိုင်ဖို့အတွက်သက်ဆိုင်ရာတိုင်းနဲ့ပြည်နယ်အလိုက်တန်ခါနာရကအဖွဲ့တွေကိုညွှန်ကြားသွားမယ်လို့လည်းအစည်းအဝေးဆုံးဖြတ်ချက်မှာဖော်ပြထားပါတယ်။ဒီဆုံးဖြတ်ချက်လူမှုကွန်ရက်ကိုလုံးဝအသုံးမပြုဘူးလို့တားမြစ်တာမျိုးတော့မဟုတ်ဘူးလို့ရန်ကုန်တိုင်းတောင်တကူမြို့နယ်ကစာချဆရာတော်တစ်ပါးကမိန့်ပါတယ်။အဲ့ဒီစာကရန်နေနဲ့ကြာပြီးလုံးဝမသုံးခိုင်းတာမဟုတ်ဘူး။တရားမျှဝေတာတွေနဲ့ကျန်တာတွေအတွက်သုံးလို့ရတယ် ဝင်းနှစ်ပြတဲ့အထိလုံနေရတွေကိုတားလိုက်တာအခုထိဆက်ရှိနေတော့ပဲလားဆိုရင်ရှိနေတော့ပဲစာသင်တိုင်းတွေမှာတော့နည်းလွန်ပါတယ်လို့ဆရာတော်ကမိန့်ကြားပါတယ်ဆရာနာသိပြီနောက်ပိုင်းကာလတွေမှာ TikTok နဲ့ Facebook လိုလူမှုကွန်ရက်တွေပေါ်မှာရဟန်းသီလရှင်တို့ဟာအမြင်မတည့်တဲ့ကောက်ခုံတီဆုံမှုတွေလူရှင်တော်လိုပြက်လုံးထုတ်တာတွေနဲ့ကြီးစုသူတွေကိုဖျော်ဖြေရေးသဘောဆောင်တဲ့ဆယ်လီအဖြစ်ပြုမှုလှုပ်ဆောင်တာတွေတိတိတသာများပြားလာခဲ့ပါတယ်ဒီလိုလှုပ်ဆောင်မှုတွေအပေါ်မှာ ဗုဒ္ဓဘာသာဝင်လူလူကြားမှာသာသနာတော်ရဲ့ပုံရိပ်ကိုထိခိုက်စေတဲ့ဆိုပြီးဝေဖန်မှုတွေပြင်းထန်ခဲ့ပြီးနောက်မှာတာကနိုင်ကအဖွဲ့ကအခုလိုတရားဝင်တားမြစ်ချက်ထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်ဒီဆုံးဖြတ်ချက်ကိုလူမှုကွန်ရက်30သူတွေကတော့အများအပြင်ကြိုးစိုးထောက်ခံကြတာတွေ့ရပြီးဒီတားမြစ်ချက်ကိုအောက်ခြေအဆင့်ထိဘလောက်ထိတိယောက်အေးအေးအကောင့်ထဲဖော်နိုင်မလဲဆိုတော့ကိုတော့ဆက်လက်စောင့်ကြည့်ရမှာဖြစ်ကြောင်းတင်ပြလိုက်ပါတယ်ခင်ဗျာ အာရခတက်တော်အေအေနဲ့ပူပေါင်းတပ်ဖွဲ့တွေဟာအံမျိုးနယ်နဲ့မကွေတိုင်းငဖဲမျိုးနယ်ကိုဆက်သွယ်ထားတဲ့အံပဒန်လမ်းမဟောင်းနဲ့လမ်းမတင်းတစ်ခုလုံးကိုထိန်းချုပ်လိုက်ပြီဖြစ်ပါတယ်။ဒီလမ်းမိုင်းတွေကိုထိန်းချုပ်လိုက်နိုင်တာဟာစစ်ကောင်မရှင်တွက်အလွန်အရေးပါတဲ့နယ်ရီကန်ဗျူဟာဂုတ်စခန်းကိုအပြစ်သက်သိမ်းပိုင်နိုင်ဖို့အဆုတ်ပြတ်ပေးမဲ့ထိုးစစ်ရဲ့တစိုက်တစ်ပိုင်းဖြစ်ပါတယ်။ဒီလမ်းကြောင်းတွေကိုထိန်းချုပ်လိုက်နိုင်တာကြောင့်နယ်ရီကန်ဗျူဟာဂုတ်ကိုစစ်ကူပေးမဲ့စစ်ကောင်မရှင်တပ်ရဲ့လမ်းကြောင်းတွေလုံးဝပြတ်တောက်သွားပြီဖြစ်တယ်လို့ ရှေ့တန်းစစ်မြေပြင်တရင်ရင်မြစ်တွေကပြောပါတယ်။နိုင်ဧကံပြွာကောစခန်းကိုအေအေပူပေါင်းတပ်တွေကတိုက်ပိုက်လိုက်ပြီးတော့တရင်တွေထွက်ပေါ်နေပေမဲ့အေအေရဲ့တရင်နဲ့ပြင်ကြားရေးဌာနကတော့ဒီကနေ့အောက်တိုဘာလ17ရက်နေ့ညနေပိုင်းအထိတရင်ဝင်တရင်ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။ဒီပြူဟာကုန်းဟာကာကစ္စန်ရှေ့ခုလောက်နဲ့ဝင်ရထားပြီးပြီးကလာ9ရက်နေ့ကပဲဘုံမှုအစဖိုက်တာကာကစ္စခန်းကစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေပြီးထွက်ပြေးသွားခဲ့ကြပါတယ်။ဆက်လက်ပြီးနိုင်ငံတကာတရင်တွေကို တင်ဆက်ပေးပါမယ်ရှင်။အင်အားကြီးနှစ်နိုင်ငံဖြစ်တဲ့အမေရိကန်နဲ့တရုတ်ကြားကကုန်သွယ်ရေးစစ်ပွဲဟာလပေါင်းများစွာအတွင်းအပြင်းထန်ဆုံးအဆင့်ကိုပြန်လည်ရောက်ရှိလာပါပြီ။တရုတ်ကမြေချာတပ်တုတင်ပို့မှုတွေကိုကန့်တက်လိုက်ပြီးနောက်အမေရိကန်ကလည်းတရုတ်ရဲ့ပို့ကုန်တွေပေါ်နောက်ထပ်အခွင့်တရာရခိုင်နှုန်းကောက်ခံဖို့ထရန့်ကအမိတ်ပေးလိုက်ပါတယ်။ကိုမျိုးနေကဆက်ပြောပြပေးပါမယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလာမယ့်နိုဝင်ဘာ10ရက်နေ့ကစပြီးတရုတ်နိုင်ငံကတင်သွင်းတဲ့ကုန်ပစ္စည်းတွေအပေါ်မှာ နောက်ထပ်အခွန်တရားရဂိုင်းတို့ထပ်တိုးကောက်ခံသွားမယ်လို့မနေ့တောက်ကြနေမှာယူရီကကြီးညာလိုက်ပါတယ်။ဒါလက်ရှိကောက်ခံနေတဲ့အခွန်တွေပေါ်မှာထပ်ဆောင်းလိုက်တာဖြစ်လို့တရုတ်ကုန်ပစ္စည်းတွေပေါ်စုပေါင်းအခွန်ဟာ130ရဂိုင်းတို့နီးပါးအထိမြင့်တက်သွားမှာဖြစ်ပြီးဒီကြီးညာချက်ကြောင့်ကမ္ဘာဘဏ္ဍာရေးစည်းကွက်တွေတုံ့လှုပ်သွားခဲ့ပါတယ်။တရုတ်ရဲ့ဒီကြီးညာချက်ဟာတရုတ်နိုင်ငံကစာသပတိနေမှာကြီးညာခဲ့တဲ့မြေရှားတပ်ထုတွေအပေါ်တင်ပို့မှုကန့်သတ်ချက်အသစ်ကိုထားရိုက်တုံ့ပြန်လိုက်တာဖြစ်ပါတယ်။မြေရှားတွေဟာစီမီကွန်ဒက်တာတွေ၊ကျက်စစ်ကားတွေနဲ့ ကာဝေးပစ္စည်းတွေလိုမျိုးအဆင်ပြေနည်းပညာထုတ်ကုန်တွေအတွက်မရှိမဖြစ်လိုအပ်ပြီးတရုတ်ကကမ္ဘာထောက်ပံ့ရေးကွင်းဆက်ကိုစိုးမိုးတဲ့အရေးကြီးတဲ့တက်ထူတွေဖြစ်ပါတယ်။ဒီကြောင့်ကမ္ဘာဗန္ဒာရေးဈေးကွက်တွေချက်ချင်းစုလိုထိုးချောက်သွားခဲ့ပါတယ်။ Wall Street မှာတော့ Dow Jones Stock ညွန်ကိန်းဟာ198 point ပြုတ်ကျခဲ့ပြီး S&P 500ကနေသမ9ရာခိုင်နှုန်း Nasdaq က3.6ရာခိုင်နှုန်းအထိကျဆင်းသွားခဲ့ကအီဘီလာနောက်ပိုင်းအဆိုးအဆုံးဒီနေ့ဖြစ်လာခဲ့ပါတယ်။ ထူးသဖြင့် Nvidia, AMD နဲ့ Tesla တို့လိုဒီပညာကုမ္ပဏီကြီးတွေရဲ့ stock share တွေအများဆုံးထိခိုက်ခဲ့ပါတယ်။ကုန်သွယ်ရေးရာတင်းမှမှုတွေသာမကတန်တမာရေးအရပါအခြေအနေတွေကပုံမှုဆိုးရွားသွားခဲ့ပါတယ်။လာမယ့်လာနောက်ပိုင်းတောင်ကိုရီးယားမှာကျင်းပမယ့် APEC ထိပ်သီးအစည်းအဝေးမှာတရုတ်သမ္မတရှီကျင်းဖင်နဲ့တွေ့ဆုံဖို့အစီအစဉ်ကိုဖျက်သိမ်းနိုင်ကြောင်း Trump ကချိန်ချောက်လိုက်ပါတယ်။ပြောရဲလို့ရကိုလိုမင်းရန်လိုပြီးကိုကျင်းတရားရအရှက်ရပါတုံ့နှုတ်ခဲ့ပြီးတွေ့ဆုံဖို့အကြောင်းရှိဘူးလို့သူရဲ့ True ဆိုတာရေးသားခဲ့ပါတယ်။ ပါလက်စတိုင်းပြည်သူ6,000ကျော်တိဆုံခဲ့ရတဲ့ဂါဇာစစ်ပွဲအဆုတ်သက်ပြီးတဲ့နောက်ပြည်စီနေတဲ့ဂါဇာကိုပါလက်စတိုင်းပြည်သူတွေထောင်ထဲချနေကြပါပြီ။အပြည့်စုံကိုကိုမင်းထက်ကပြောပြပေးပါမယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ရင်းညာရေးအစီအစဉ်ကိုအစ္စရေးစကားအတီပြုပြီးနောက်အစ္စရေးနဲ့ဟာမက်အဖွဲ့ကြားကအပြည့်ခက်ရစဲတောက်ကြနေနေ့လယ်ပိုင်းမှာတရားဝင်အသက်ဝင်လာခဲ့ပါတယ်။ဣသရေးကာဝေးတပ်ဖွဲ့ဆုတ်ခွာသွားတာနဲ့ဒီပိုင်းနဲ့နေရဆုံးဖွာခဲ့ရတဲ့ ပါလက်စတိုင်းပြည်သူထောင်ပေါင်းများစွာသူတို့ရဲ့ကြံရှိနေတဲ့ပိုင်ဆိုင်မှုလေးကိုတည်ပေါ်ပြီးဂါဇာရဲ့ကန်ယိုရန်လမ်းမကြီးဖြစ်တဲ့အိုင်ရာရှီလမ်းတစ်လျှောက်မြောက်ဘက်ကိုခြေရင်းခီးကီလိုမီတာ20ကျော်လျှောက်လမ်းပြီးနေရပြန်လာခဲ့ကြပါတယ်။ဒါပေမဲ့သူတို့ပြန်လာတာတွေ့မြင်ရတဲ့မြင်ကွင်းကတော့စင်နှလုံးခြေကွဲပွေရပါပဲ။ဘုရားသခင်ကိုကျေးဇူးတင်ပါတယ်။ကျွန်တော်တို့အိမ်လေးတော့ရှိနေသေးတယ်။ဒါပေမဲ့ပတ်ဝန်းကျင်တစ်ခုလုံးကတော့ပျက်စီးနေပြီ။ ကျွန်တော်အိမ်ကြီးချင်းတွေရဲ့အိမ်တွေပျက်စီးကုန်ပြီးရက်ွက်တစ်ခုလုံးပျောက်ွက်သွားခဲ့ပြီလို့အသက်40အရွယ် Ismay ဆိုင်ရာကပြောပါတယ်ဂျိုဒုဓာတ်ပုံတွေအရဂါဇာအဆောက်အုံအလုံးရဲ့80ရာခိုင်နှုန်းနီးပါးဟာဒီနှစ်နှစ်ကြာစစ်ပွဲအတွင်းပျက်စီးခဲ့ရပါတယ်ဆိုရှယ်မီဒီယာပေါ်မှာပြန့်နှံ့နေတဲ့ဗီဒီယိုတွေမှာတော့ပြည်သူတွေဟာအပျက်စီးပုံတွေခြားကနေလမ်းလျှောက်သွားလာနေပြီးဒါကျွန်တော်တို့ဝင်လို့ရတဲ့နောက်ဆုံးနေရာပဲ အစ္စရေးစစ်တပ်ကအနီးအနားမှာရှိနေတော့မယ်ကြည်ပါအောင်သူတို့အကုန်လုံးကိုဖျက်ဆီးသွားတာလို့ပြောဆိုနေရဟုတွေ့ရပါတယ်။နေရပြန်လာသူတွေရင်ဆိုင်နေရတာကတော့အခြေခံအဆောက်အုံလျှက်စင်မီနဲ့တောက်တုံးကြီးလုံးဝမရှိတော့တဲ့မြို့ပြကြီးတစ်ခုပါပဲ။ဂါဇာရဲ့အရက်ဖက်ကာဝေးရေးအဖွဲ့တွေကအပြက်စီးတွေကြားကနေအလောင်းတွေကိုစတင် ဖော်ထုတ်ရပြီးတောက်ကြာနေမနက်ပိုင်းတစ်ခုထဲမှာတင် အလောင်းရှစ်လောင်းအထိ ပြန်လည်တွေ့ရှိခဲ့ပါတယ်။ အခုသဘောတူညီချက်အရဟမ်းမဲ့အဖွဲ့က82နှစ်အရအတွင်းကျန်ရှိနေတဲ့ဣသဒါကအားလုံးကိုပြန်လွတ်ပေးရမှာဖြစ်ပြန်တွေကအချင်းသာနှစ်ယောက်ထိန်းသိမ်းခံထားရသူတရားဒါပြင်းစာနာမှုအကူအညီ600နေစဉ်ဝင်ရောက်ခွင့်ပြုရင်းနဲ့အမေရိကန်ဆောင်နိုင်ငံဆောင်တပ်ဖွဲ့ပြစ်ခတ်ရစေးကိုစောင့်ကြည့်သွားမှာဖြစ်ပါတယ် ပြင်သစ်နိုင်ငံကသတင်းစာ300နီးပါးဟာဤပညာကုမ္ပဏီချင်းမီတာကိုဈေးကွက်မှာမတရားလွှမ်းမိုးနေပြီးသတင်းကြောင်းရတွေအတွက်ပေးဆောင်ရမယ့်အခကြေငွေတွေကိုပေးဖို့ပြက်ကွက်နေတယ်ဆိုပြီးတရားစွဲလိုက်ပြီးဖြစ်ပါတယ်။ကိုလင်းမြက်ကပြောပြပေးပါမယ်ရှင်။ပြင်သစ်သတင်းစာ300နီးပါးကိုကိုစားပြုတဲ့အထွေထွေသတင်းအချက်အလက်ဆိုင်ရာမဟာမိတ်အဖွဲ့ ABIG ကမတာဟာပြင်သစ်ဥပဒေအရပေးဆောင်ရမယ့်မိုဘိုင်းခွင့်အခကြေးငွေတွေကိုပေးဖို့ညှဉ်းဆန်နေတယ်ဆိုပြီး ပြင်သစ်ပြိုင်ဆိုင်မှုဆိုင်ရာအာဏာပိုင်အဖွဲ့ ATLC ကိုတိုင်ကြားခဲ့တာဖြစ်ပါတယ်။2021ခုနှစ်ကချုပ်ဆိုခဲ့တဲ့သဘောတူညီချက်မှာမတဟာသူတို့ရဲ့ platform တွေပေါ်မှာတရင်အကြောင်းအရာတွေကိုအသုံးပြုခွင့်ရဖို့အတွက်တစ်နှစ်ကိုအမေရိကန်ဒေါ်လာ22သန်းကျော်ပေးချေဖို့သဘောတူခဲ့ပါတယ်။ဒါပေမဲ့အခု ုခါမှာတော့မတာကအဲ့ဒီပေးချေမှုကို80ရာခိုင်နှုန်းအထိလျှော့ချပြီးတစ်နှစ်ကိုဒေါ်လာ၄.၅တန်းဝင်းကျင်သာပေးချေဖို့ကမ်းလှမ်းခဲ့ပါတယ်။ဒီကမ်းလှမ်းချက်ကို APIG ကပယ်ချခဲ့ပြီးမတာကပေးချေခဲ့တဲ့ရခိုင်အခကြေးငွေတွေဟာသတင်းစာတိုင်းအများစုရဲ့ digital ဝင်ငွေရဲ့၁ရာခိုင်နှုန်းကနေ16ရာခိုင်နှုန်းကြားသာရှိတယ်လို့ထောက်ပြခဲ့ပါတယ်။အဆိုဆုံးကတော့2025ခုနှစ်ဇန်နဝါရီလကစပြီးပြည်သူသတင်းစာတိုက်တွေဟာမတာစီကနေဘာငွေပေးချေမှုမှမရရှိတော့တာကြောင့်ငွေကြေးဆိုင်ရာအခက်အခဲတွေနဲ့ရင်ဆိုင်နေရပြီးလုပ်ငန်းလည်ပတ်နိုင်ဖို့အတွက်ချင်းချောက်ခံနေရတာဖြစ်ပါတယ်။ ီတရားစွဲဆိုမှုဟာမတာကဥရောပမှာရင်ဆိုင်နေရတဲ့ဥပဒေကြီးရာဆိုင်ခုံမှုတွေကတခုသာဖြစ်ပါတယ်။စပိန်နိုင်ငံမှာလည်းမီဒီယာကုမ္ပဏီ80ကျော်ကမတာကို Digital ကြော်ညာဈေးကွက်မှာမတရားရှင်ပြိုင်မှုနဲ့ယူရိုတန်း950တန်ဖိုးရှိတရားစွဲဆိုမှုကိုရင်ဆိုင်နေရပါတယ်။မက်ပြအော်တိုဘာလ12ရက်နေ့တနင်္ဂနွေနေ့အတွက်နောက်ဆုံးရမူလဝေဒခန့်မှန်ချက်တွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။အနောက်တောင်ဘုတ်တုတ်လီဟာမြဝကျုံပေါ်ဒေသကနေဆုတ်ခွာသွားပြီဖြစ်ပါတယ်။မိုးလွန်ကာလကူပြောင်းချိန်မှာဖြစ်ပေါ်တတ်တဲ့အခလုံမိုးတွေကိုသတိပြုရမယ့်ချိန်ဖြစ်ပါတယ်ရှင်။ မနေ့ပြန်တော်မွေးရတုံမှုခံမှန်ချက်တွေကိုပြောရရင်ရှမ်းပြည်မြောက်ပိုင်း၊ကရင်မွန်းနဲ့စကိုင်းတိုင်းအောက်ပိုင်းတို့မှာနေရာဆက်ဆက်ချင်းရှမ်းပြည်မြောက်ပိုင်းမန္တလေးတိုင်းနေပြည်တော်ပဲခူးတိုင်းအေယာဝတီတိုင်းနဲ့ရင်ကုန်တိုင်းတို့မှာတော့နေရာကျဲကျဲရှမ်းပြည်အရှေ့ပိုင်းကရင်ပြည်ရခိုင်ပြည်နဲ့မကွေတိုင်းတို့မှာတော့နေရာကွက်ကြောင်မွေးရနိုင်ပါရဲ့ရှင်။ ဒေတာလိုက်သူခမကြတဲ့အနေနဲ့ပြောရရင်မနေ့ပြန်မှာကရင်ပြည်ကျဲကစိုက်တုံစုကလီနဲ့ဖះသုံးစုဒေတာတွေမှာနေရာကွက်ပြီးမှုကြီးနိုင်ပါတယ်။ဒါအပြင်ရေးတဲ့ဝဲဘိတ်လန်တချောင်းမှာလည်းမိုးတင့်တင့်ရွာသွန်းကနေရာကွက်ပြီးမှုကြီးနိုင်ပါတယ်။ကချင်၊ကရင်မွန်းတနင်္သာရီတိုင်း၊စကိုင်းတိုင်းအထက်ပိုင်းမန္တလေးတိုင်း၊ပဲခူးတိုင်းနဲ့ရန်ကုန်တိုင်းတို့မှာမိုးတင့်တောင်တွေဖြစ်ပေါ်နေပြီးမိုးတင့်တောင်တွေရွေ့လျားလန်တချောင်းမှာလေပြင်းတိုက်ခတ်တာနဲ့မိုးကြိုးပြစ်တာတွေဖြစ်ပေါ်နိုင်တာကြောင့်တတိပြုသွားလာကြဖို့အကြံပြုရပါတယ်ရှင်။ အနာတောင်မုတ်တုံလီဟာဒီကနေ့မှပဲမြို့ဝကျုံပေါ်ဒေသတွေကနေဆုတ်ခွာသွားပြီဖြစ်ပေမဲ့ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့အထက်လီပွေလိုင်းကြောင့်မြန်မာတိုင်းနိုင်ငံလုံးမှာအော်တိုဘာလကုန်အထိမိုးရသွမှုတွေရှိနေအောင်မယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကသုံးသပ်ထားပါတယ်။ဒါကြောင့်မိုးလွန်ကာလမှာအခါလွန်မိုးနဲ့ဖြတ်မိုးတွေရွာသွန်းနိုင်ခြေရှိနေပြီးဆောင်းသီးနှံစိုက်ပျိုးကြမယ်တောက်သူဦးကြီးတွေအနေနဲ့အထူးသတိပြုကြဖို့လိုအပ်ပါမယ်ရှင်။မိုးလေဝသဖြစ်စဉ်တွေဟာအချိန်နဲ့မျှပြောင်းလဲနေတာကြောင့် ျမတို့ CJ platform ရဲ့နောက်ဆုံးရမူလဝိတာခမန်ချက်တွေကိုဆက်လက်ဆောက်ကြည့်ပေးကြဖို့မြင့်တရခန့်လိုပါတယ်ရှင်။ CJ Platform ရဲ့တရင်စီစဉ်တွေကို CJ Platform ရဲ့ Facebook စာမျက်နှာပြင် YouTube မှာလည်း Subscribe လုပ်ပြီးကြည့်ရှုနိုင်ပါတယ်။ဒီနေ့အတွက်နေ့စဉ်တရင်လာစီစဉ်ကိုတော့ဒီမှာပဲရည်နာပါရစေရှင်။မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကိုယ်အီကျမ်းချင်းစိတ်အီချမ်းသာခြင်းနဲ့ပြည့်စုံပြီးတဘာဝပြီးစစ်ပေတွေကလည်းအမြဲဆုံးကင်းဝေးပါစေလို့ကျမစင်တီကဆုတောင်းပေးပါရရှင်။